မြန်မာနိုင်ငံက passport မျိုးစားဗဏ္ဍမျိုးရှိလေဘယ်သူတွေကဘလို့ passport မျိုးကိုကင်ဆောင်ကြလဲသိရအောင်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးလေ့လာနိုင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ TV page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံသားတွေအတွက်ထုတ်ပေးနေတဲ့ passport မျိုးစားပေါင်း6မျိုးတောင်ရှိရဆိုတာသိပြီးကြပြီလားအများစုကတော့ PV, PJ, PE ဆိုတဲ့3မျိုးလောက်ကိုပဲသိကြတာပါ တကယ်တော့ passport မျိုးစား၉မျိုးတောင်ရှိပြီဘယ်သူတွေကဘယ်လို passport ကိုကင်ဆယ်နိုင်လဲဆိုတာအောက်မှာဆက်ပြီးလေ့လာကြည့်လိုက်ရအောင် PV visit passport အလဲအပတ် passport PB business passport စီးပွားရေး passport PT dependent passport မိခိုသူ passport PJ job passport အလုပ်ကိုင် passport PR religious passport ဘာသာရေး passport PS စီမံ passport တင်မတာ passport PE student passport ကျောင်းသား passport PD diplomatic passport တန်တမာ passport PO official passport အစိုးရဝန်ထမ်း passport passport မျိုးစားတွေရဲ့ကွာခြားချက်ဒီ passport မျိုးစားတွေဟာမြန်မာနိုင်ငံလေဆိပ်ကနေမထွက်ခွာခင်အထိပဲရေးပါပြီနိုင်ငံခြားရောက်သွားပြီဆိုရင်တော့ဘာကွာခြားမှုမှမရှိတော့ပါဘူးဥပမာ PJ passport ကင်မှာအလုပ်လုပ်လို့ရမယ်လို့ထင်ပြီးလုပ်နေကြသူတွေရှိပါတယ် ဒါပေမဲ့ OWIC ကမပါရင် လေဆိပ်ကနေထွက်လို့မရပဲအခက်အခဲတွေနဲ့ကြုံရတတ်ပါတယ်။တကယ်တော့နိုင်ငံခြားကိုရောက်ပြီဆိုရင်ဘယ် passport အမျိုးအစားကိုပဲခြင်ထားသည်ဖြစ်စေအလုပ်လုပ်တာအလဲသွားတာဒါမှမဟုတ်တခြားကိစ္စတွေလုပ်ဆောင်တာတွေအတွက်ဘာမှအကျိုးသက်ရောက်မှုမရှိတော့ပါဘူး။နိုင်ငံခြားမှာဆိုရင် passport ဆိုတာနိုင်ငံကူးလက်မှတ်တစ်ခုအနေနဲ့ပဲသတ်မှတ်ခံရပါတယ်။ဒါကြောင့်အခုလောလောဆယ်မြန်မာနိုင်ငံလေဆိပ်ကနေအလွယ်ဆုံးထွက်ခွာနိုင်တဲ့ PV visit passport အမျိုးအစားကိုပဲလုပ်တာကအကောင်းဆုံးပါပဲ။ ဒီအကြောင်းအရာလေးကတော့ passport မလုပ်ရသေးတဲ့မိတ်ဆွေတငယ်ချင်းတွေအတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ passport အမျိုးအစားတွေအကြောင်းသိရှိပြီးပြီဆိုရင်တော့နောက်တစ်ချိန်မှာ passport နဲ့ visa ဘယ်လိုကွာခြားလဲဆိုတာကိုလည်းဆက်လက်မျှဝေပေးသွားပါမယ်ရှင်။